ားလုံးမမင်္ဂလာပါဘေးရင်ဦးရမကျိုးသူပါလေကျွန်တော်မနှောပြီလုံးခဲ့တဲ့လားကကျွန်တော်ဒီကချင်မကြီးတယောက်ဖုံးဆက်ပါအဲ့ဒီကချင်မကြီးနဲ့ဆရာဘလို့တည်တာလဲမမေးပါနဲ့ဘလို့လို့တည်ပါလဲဘေးရင်ဆရာဆိုတော့ဘေးရင်မင်းတည်တာရတာပေါ့ဗျာဘေးရင်မင်းတည်းဆိုပေမဲ့ဘဝကံအကြောင်းတရားလူမှုရေးကျမ်းမာကြီးစီးပွားရေးအတွက်မေးတာမဟုတ်ပါဘူး တယောက်ကြားဆေးကုမ္ပဏီတစ်ခုအတွက်နမီမေးမြန်ရင်ကျွန်တော်ဒီရောက်လာလို့ဒီယွမ်းရင်းဖြစ်ပါအဲ့ဒီကချင်မကြီးကဘာကိစ္စသိချင်လို့ဖုန်းသက်တာလဲဆိုတော့ဆရာဆရာကမဟာဘုပညာခန်းနေလိုင်းပေါ် YouTube တက်တော့ Facebook ပေါ်မှာရမ်းတင်တာပဲတော့ခုကျမသိချင်တာက မဟာဘုတ်ပညာရငွေတို့လုပ်ငန်းနဲ့ကြိုးပေးမလားမပေးဘူးလားသိကြမှာတယ်ဆရာပြောပြပါလားဆိုပြီးမေးထားပါသူမေးတာကလွန်ခဲ့တဲ့လကပါကျွန်တော်လည်းကုမ္ပဏီနာမည်တွေပေးလားကလေးမိတွေပေးလိုက်နဲ့လူရင်းတွေနဲ့နဲ့ပပပေးရင်ဟောလိုက်နဲ့အလုပ်တွေရှုပ်နေရကြသူမေးတဲ့မေးကို မဖြေဖြစ်ပါဘူးဒီနေ့မှာတော့မိတ်ဆွေတွေအားလုံးသိအောင်ကချင်ပါကြီးမေးထားတဲ့မဟာဘုတ်ပညာရငွေတို့လုပ်ငန်းနဲ့ အကျိုးပေးမလားမပေးဘူးလားသိရအောင်မာဘုတ်တခုချင်းအကျွန်းတခုချင်းတည်းရလိုက်ပေါ်ပြလိုက်ပါမိမိကမာဘုတ်တီကျွင်းအင်္ဂါသားသမီးတိုက်ဖွာဖြစ်နေရင်ငွေတို့လုပ်ငန်းနဲ့သူများရဲ့ထပ်ပိုးပြီးကျိုးပေးပါ မိမိက မာဘုတ်နေကျွင်းဘောရူသာသမီးဖြစ်နေရင်မွေရိုးလုပ်ငန်းနဲ့သူများရဲ့ထပ်ပိုးပြီးကြိုးပေးပါတယ်မိမိကမာဘုတ်သုံးကျွင်းကြာသာပြိသာသမီးတိုက်ပွားဖြစ်နေရင်မွေရိုးလုပ်ငန်းနဲ့သူများရဲ့ထပ်ပိုးပြီးကြိုးပေးပါတယ် ိမိကမာဘုတ်လေးကျွင်းတောက်ကြသားသမီးတိုက်ဖွာဖြစ်နေရင်ငွေတို့လုံငန်းနဲ့သူများရဲ့ထပ်ပိုးပြီးကျိုးပေးပါမိမိကမာဘုံငါကျွင်းစနေသားသမီးတိုက်ပွားဖြစ်နေရင်ငွေတို့လုံငန်းနဲ့သူများရဲ့ပိုးပြီးကျိုးပေးပါ မိမိကဘာဘုတ်ချောက်ကျွင်းလူနုငနီသားသမီးတိုက်ဖွားဖြစ်နေရင်ငွေလိုလုပ်ငန်းနဲ့သူများရဲ့ထပ်ပိုးပြီးကျိုးပေးပါတယ်မိမိကဘာဘုတ်တုံညာကျွင်းတနေ့လာသားသမီးတိုက်ဖွားဖြစ်နေရင်ငွေလိုလုပ်ငန်းနဲ့သူများရဲ့ထပ်ပိုးပြီးကျိုးပေးပါတယ်အဲဒီတော့မဟာဘုပညာရတိုက်ဖွားသားသမီးတွေဟာ ငွေတို့လုပ်ငန်းနဲ့ခြားသူတွေပိုးပြီးကြိုးပေးတယ်လို့မှတ်သားထားမှာဖြစ်ပါအထူးသဖြင့်ကောသာကုနစ်နဲ့မိမိအကျဉ်ထက်တူကြတဲ့နှစ်ဆိုရင်ပိုးပြီးကြိုးပေးအောင်မြင်ပါလိဥပမာ1386ခုဆိုရင်တုံညာကျွန်းတဲ့အတွက်တုံညာကျွန်းပွားတနင်္လာသားသမီးတွေငွေတို့လုပ်ငန်းနဲ့ပိုးပြီးအောင်မြင်တဲ့နှစ်ပါပဲ ဥပမာ1389ခုဆိုရင်တည်ကျွင်းတဲ့အတွက်တည်ကျွင်းပွားအင်္ဂါသားသမီးတွေဟာငွေတို့လုပ်ငန်းနဲ့ပိုးပြီးအောင်မြင်မဲ့နှစ်ပါပဲခင်ဗျာအားလုံးမိတ်ဆွေများရှင်လဲချမ်းမြေ့ကြပါခင်ဗျာ